အားလုံးမင်္ဂလာပါဒီဘက Hand Knowledge Sharing Channel လေးကျူဆိုပါတယ်ဒီနေ့ဒီချင်တဲ့ to Grade 10 Biology Chapter 1.3.5 Kingdom Animalia အပိုင်းနှစ်ကိုအတူလေ့လာကြရအောင်နောက်ကျွန်တော်ရှိမှပြောခဲ့ပြီးတဲ့အတိုင်းပဲ Animal Groups Kingdom Animalia ကို Main Groups အနေနဲ့နှစ်ခုခွဲထားတယ်နောက်ဘယ်ပုံမှာမူတည်ပြီးတော့လဲဆိုရင် Backbone ပုံမှာမူတည်ပုံမှာဒီလိုကြောရိုးရှိမရှိပုံမှာမူတည်ပြီးတော့မှာ ကြောရိုးဘက်ဘုံရှိခဲ့မယ်ဆိုလို့ရှိရင် vertebrate လို့ခေါ်ပြောမှာမရှိခဲ့ဘူးဆိုလို့ရှိရင် invertebrate ဆိုတာနှစ်ခုခွဲတာ။နောက်တစ်ခုလူတွေကဘယ်ထဲမှာပါလဲဆိုတော့ခုနပုံပြခဲ့တဲ့အတိုင်းပဲဒီလိုကြောရိုးရှိရဲဆိုရင်အဲ့ဒါဒီ vertebrate ပေါ့။နောက်တစ်ခုရဲ့ဒီကြောရိုးအတွင်းထဲမှာဒီမှာပါရှိနေဆိုတော့ brain ကနေပါဆင်းလာတဲ့ spinal cord ကြီးရှိဟုတ်နော်။ ်ဒီကြောရိုးကြီးကခန္ဓာကိုယ် body တစ်ခုလုံးကို support ပေးထားတယ်လို့ဒီ brain ကနေစင်းလာတဲ့ spinal cord ကိုလည်းသူက protection ပေါ့ကာဝယ်ပေးထားတယ်မထိတိုင်းမရ။နောက်ဆိုတော့ vertebrate စေအောင်မှာ mammal စေ and bird စေ reptile စေ amphibian စေ fish တွေပါတယ်ပေါ့။ဆိုတော့ဒီဘက်က invertebrate စေရောရှေ့မှာရှင်းမိတာဖြစ်တယ်နော်။ဟုတ်စရောအိမ်မှာ file and coordinator ပေါ့ coordinator ခုန backbone vertebrate ဘက်ဘုံပါတဲ့ animal စီကို coordinate vertebrate ပေါ့နော်အဲ့ coordinate bilateral symmetry အော်ဆိုလို့ရှိမှပြောပြီးသားလူကိုခလိန်ကနေ vertically ထချင်းချန်လိုက်မယ်ဆိုလို့ရှိရင် bilateral symmetry ဖြစ်တယ်ပေါ့ဟုတ်နော်လက်နှစ်ခုပါမယ်ကျွန်တော်လက်ခုပါမယ် body ကို bilateral symmetry ဖြစ်တယ်ပြီးတော့ဒီစရုပ်က3 cells လေးရပါတယ်3 cells လေးကအက်တိုဒန်ပေါ့အက်တိုဒန်မှအဓိကဆုံးပါလေဆိုရင်ခန္ဓာကိုယ်ရဲ့ အပေါ်ပိုင်းဆိုစကင်းလို့ပေါ့ဖြစ်တာပေါ့ဟုတ်နော်နောက်တစ်ခါမီဆိုဒန်ခန္ဓာကိုယ်အတွင်းထဲမှာရှိရဲ့အော်ဂန်စီဖြစ်တဲ့အန်ဒိုဒမ်စ်နဲ့ဘော်ဒီထဲမှာအတွင်းထဲမှာရှိရဲ့အဲအော်ဂန်စီတီရှူးစီဖြစ်တယ်ပေါ့နော်ဒီမှာ3 layers လေးရပါနောက်ခုတစ်ချက်ကဒီ vertebrate တွေမှာအဓိကရှင်းကျင်တာက dorsal hollow nerve cord တာပါဟုတ်နော်အဲ့ဒါပြီး notochord ရယ် pharyngeal gill slits ရယ် ပြီးရင် zero tills ပေါ့ဟုတ်နော် embryo ဒါမှမဟုတ် adult တွေမှာပါဟုတ်နော်အော်အဲ့မှာ zero ကဒီ vertebrate စီက higher animal စီဖြစ်တဲ့အခါကျတော့သူက zero ရဲ့ခန္ဓာကိုယ်မှာဆိုရင်ခွဲခြားလို့ရတယ် zero မှာခေါင်းပါတယ်ခန္ဓာကိုယ်ပါတယ်6လောက်ဒီလက်တွေပါတယ်ပေါ့အမီကတော့လူမှာမပါဘူးပေါ့ဟုတ်နော်တခြား animal စီမှာတော့ဒီ tail ကအဲ embryo မှာရှိနေတဲ့ tails ကအတားမှာလေ tail အနေနဲ့ဆက်ရှိပါတယ်ဟုတ်နော် โอเคတော့ဒီမှာဇေရောကဒွန်ဆယ်ဟောလို့နာဖ်ကော့ပေါ့ဒါပမာလေးဆိုတော့ fish မှာပေါ့ငါပုံလေးဟုတ်နော်ငါပုံလေးမှာသူဒီအပြင်ဘက်ကဒီအစိမ်းအောင်ဖြူဖြော်လေးကဒေါ်ဆန်ဟောင်းလို့နာဖ်ကဒီထိပ်ပိုင်းကဘာဖြစ်မှာလဲဆိုတော့ဒီခေါင်းပိုင်းမှာရှိတာဆို brain ဖြစ်မှာငါမှာနော်ပြီးရခါကြဒီနောက်ဘက်ကနာဖ်ကဒီဖြစ်ပြီဒီခန္ဓာကို body တစ်ခုလုံးကိုသူက nerve တွေ supply လုပ်တယ်ဟုတ်နော် မသူရဲ့ဘေးမှာပါရှိလေဆိုရင် no to god စရှိအဒီ no to god ကဘာလို့မှလဲဆိုဒီ nerve ကြီးကိုကျလေးကခုနလူလိုပဲဟိုကာဝယ်ပေးမှာ no to god က vertebra အကုန်လုံးတော့ဖြစ်တာမဟုတ်ဘူးတစိတ်တစ်ပိုင်းကအဲ့ no to god ကလည်းဖြစ်တာပေါ့ဒီခလေးမှာရှိရအာယုံကြောကြီးကို no to god ကလည်းကာဝယ်ပေးတဲ့ဘုံလို့ catalyst တို့သူတို့ဖြစ်တဲ့အပိုင်းမှာပါတယ်ဟုတ်ဘူးနော် ဒါပါလဲဆို post email deal ပေါ့ဒါအမီပိုင်းအမီပိုင်းကတော့ငါတို့တခြားမမ်မစီခွေးလေးတွေကြောင်းလေးတွေဆိုအမီတွေဆက်ရှိရေပေါ့လူမဆိုလို့ရှိရင်เนาะဆက်လို့ရှိတော့ဟုတ်ပြီနော်အဲ့ဒါပြီးတဲ့အခါကျတော့ကျွန်တော်နောက်ထပ်တစ်ခုဒီမှာပါပြောခဲ့သေးတယ် frenzy gill sits as you know အော် frenzy gill sits ဒါကတော့ငါမှဒီနားလေးကဒီနားလေးပြီးအလုံးလုံးလေးရရှိရဲ့ဂျာ frenzy gill sits ပေါ့အော်ဒီဂျာလေးမှာတော့ gill sits တွေမှာ gill sits ပါ တော့နော်ပါတဲ့အခါကျတော့သူကအသက်ရှူရဲ့နေရာမှာအဲသူကဆယ်အသက်ရှူရဲ့နေရာမှာပါမယ်ဂေးဆီယာအောက်ဆီဂျင်နေရှင်ရဲ့နေရာမှာနောက်တစ်ခုကဖီလ်တာလောက်တာပေါ့တော့နော်အကျိုးငားတွေကအသက်ရှူရဲ့အခါကျဒီနားနေတန်းရှူတာမဟုတ်ဒီကနေရေဝင်ပေါ်မှာရေထဲမှာရှိအောက်ဆီဂျင်နေကိုဒီဂေးဆီထဲမှာ blood vessel နဲ့ exchange လုပ်မှာပေါ့ဒီကနေထွက်မှာအော်ဒီနားမှာ gills list တွေအဖီလ်တာလောက်တဲ့ကောင်ငားမှာတော့ အဟိုသူကအကောင့်ကြီးရဲ့အထိဆက်ရှိနေရပေါ့ဟုတ်ကဲ့ကျွန်တော်လူမကော differential skills list ရှိရဟုတ်နော်ကျွန်တော် fish တွေမှာခုနရှိသလို reptile တွေမှာလည်းရှိရငှက်တွေမှာလည်းရှိရလူတွေမှာလည်းရှိရပေါ့ဒီ skills list တွေ afference ပေါ့ပါဇက်ရနောက်ပိုင်းလို့သူကဆက်ဖြစ်သွားဟုတ်နော် afference skills list တွေက afference ဆိုတာကျွန်တော်မောက်ရဲ့နောက်ဖက်အပိုင်းကို afference ပေါ့ ဟုတ်နော် filter fitting and respiration မှာပါတယ်။အော်ဒါတွေကတော့စောင့်ထဲမှာမပါပေမဲ့ကျေတော့ကိုသိချင်တဲ့ဟာကိုထပ်ရှာကြည့်လို့ရတယ်။ခေါင်းထဲမှာတေချာနားလေခြင်းအပြင်စာရီကိုပို့ပြီးတော့မှဆက်ဆက်တွေးခေါ်နိုင်လို့ပေါ့ဟုတ်နော် differential gist list တွေကခုန filter the filter အော်ဒီအောင်ဝင်လာတဲ့ရေထဲမှာအမိုက်မုံမှာပါတယ်ဆိုတော့ဒီမှာသူ filter လုပ်လို့ရတယ်။နောက်ဒီမှာ gas တွေကနေပေါ့မှာ oxygen လဲလဲအောင် so respiration မှာပါတယ်ပေါ့။ဒါငါးမျိုးမှာဒီမှာတော့ပစံရင်နောက်ပိုင်းမှာပါတယ်ပေါ့။ဟုတ်နော်ဒီအစာနဲ့အစာနဲ့လေပြုံနဲ့စက်တင်လာမှာသူရှိတယ်။ဟုတ်နော်။နောက်ထပ်တစ်ခုကဒီနာမှာဟုတ်နော်ဒါလေးဇလူက node nerve cord ပေါ့။ nerve cord က dorsal အော်ဇလူကဒီ animal ဆောင်ကို dorsal inventory ခွဲရတဲ့အခါကျအလွယ်တကူဆိုရင်တော့ကျွန်တော်ဘယ်လိုပြောမလဲဆိုတော့ cherry ရဲ့ jaw back ပေါ့ vertebrae ရှိတဲ့ဘက်ကို dorsal လို့ခေါ်ပြောမှာဘိုင်းရှိတဲ့ဘိုင်းကို ventral လို့ခေါ်တာပေါ့ဟုတ်နော်အော်ဒီမှာဆိုရင်ငားရဲ့ဒီ jaw ရုပ်ဘက်မှာရှိတယ်ဆိုတာ dorsal ဘက်မှာရှိတယ်ဟုတ်နော်အော်ခုနကဒါကြီးကငားရိုးပေါ့နော်ကျွန်တော်ငားရိုးတည်ရအော်ဒီထဲမှာခုနက brain နဲ့ nerve နဲ့ဒီတဲကိုဆက်သွားမယ်လို့ပြောတယ်ဒါငါရဲ့ brain လေးတည်နေနော်ဒီကနေဆက်သွားတဲ့ဒူမာဆိုရင်ဒါ spinal cord ပေါ့နော် economy ကဒီ vertebra အတွင်းလေးကဒီက hollow tube တဲ့နော်သူရှိနေဟုတ်နော်အဲ့တော့ဒီမှာဒါက nerve cord က brain နဲ့ spinal cord တူဆက်ဖြစ်ပါဟင်းနည်းဟုတ်နော်ဒါကတော့ဒီလိုလူရဲ့ human embryo လေးပေါ့ဒါက brain မဖြစ်ခင်ဟုတ်နော် hollow dorsal nerve cord ဒါကကြောပိုင်းဆိုတော့ dorsal ပေါ့ ပြည့်ခါကြောင့်ဒါလေးက no to god ရှိနေဒါက frenzy of fantastic ပေါ့ not his life ဟုတ်နော်ဒီ brain ဖြစ်မဲ့ nerve cord ကြီးကတဖြည်းဖြည်း folding ဖြစ်ပုံမှာဒီမှာ brain နဲ့ spinal cord ကြီးဖြစ်သွားတယ်ဟုတ်နော်အဲဒီမှာ brain နဲ့ spinal cord ဖြစ်သွားတယ်ဒီ spinal cord ကဒီအောက်ကိုဆင်းလာပေါ့သူ့ဘေးမှာဒီမှာ vertebra ကြောင့်ယူရှိနေဒီနားမှာ cartilage ပေါ့ဟောဒီဘိုင်းတွေက no to god ကဖြစ်တာဟုတ်နော် โอเคအဲ့ဒါပြီးရဲ့ခါကျဆိုတော့ post needle till ဆိုတော့ငားရီမှာတော့တော့အမီးနေနေဆက်ရှိရပေါ့ဟုတ်နော်အော်ဒီမှာငက်ကလေးတွေမှာလည်းအမီးရှိရမယ်ဟုတ်နော်အော်ဒီမှာဆရူကအဲ့တော့ဆရူလူမှာတော့ဒီ post needle တေးကဘာဖြစ်သွားလဲဆိုရင်တဖြည်းဖြည်းလောက်ွက်သွားတော့သူမှမရှိဘူးတကယ်လို့မွေးရပါတခုခုချွရင်းသွားရယ်ဆိုလို့ရှိရင်တော့အဲ့ post needle တေးရတာ consensus ပေါ့မွေးရပါအမ် defect တခုနဲ့ပါလာတာပေါ့ဟုတ်နော် present during the embryonic development ပေါ့ inness အလုံးမှသူအရှိဟုတ်နော်ဟောဒါကငားရီဆိုလို့ရှင်တော့သူကဘာလုပ်ပြီးလဲဆို balance ထိန်းပြရပေါ့ငါကိုကိုဘက်ဒီဘက်ရွေးမင်းညာဘက်ကိုမဲ့ဘက်ဘက်ကိုမဲ့သူအိတ်ဘက်ကတဲကလည်းလုပ်ပြီးဟုတ်နော်အော်လူမာဆိုလို့ရှင်တော့ vestigial သူကသပြေးပြေး size တွေပုံမှာပြောက်သွားတယ်ဒါ embryo ရဲ့မှာပျောက်တာအပြင်ထွက်ပြီးမှပျောက်တာမဟုတ်ဘူးပေါ့ဟုတ်နော် โอเคအဲ့တော့ cerebral vertebrate စီကို major group စီခွဲရပေါ့ပထမ group ကတော့ fish ငါးတွေအကြောင်းပြောမယ်။အဲ့တော့ကျတို့ငါးတွေအိမ်မှာအဲအမေဈေးကနေဝေလာတဲ့ငါးတွေမြင်မှုလိမ့်မယ်အခြေကုန်တွေပါ skin is skin ပေါ့ဟုတ်လို့ဒါမဲ့ငါးတွေအခြေကုန်ပါလားဆိုမဟုတ်ဘူး a few some skinless ပေါ့ဒီလိုမျိုးငါးတွေလည်းမြင်မှုလိမ့်မယ်ဒါငါရှင်းပေါ့ဟုတ်နော်ငါရှင်းတော့ငါခုလို့ဆိုလို့ရှိရင်သူ့မှာဒီလိုမျိုးအခြေကုန်တွေမပါဟုတ်နော် skinless ဖြစ်တဲ့ ကြည်ထဲမှာနေတယ် gills စီရှိပဲဟုတ်ပြီ fins for the swimming ပေါ့ gills စီကဒီအောက်ဖက်မှာရှိဟုတ်နော်ဒါလေးကိုဟလိုက်အကဲထဲမှာနီနီရဲလေးတွေရှိအဲ့ဒါကတော့ gills စီပေါ့ဟုတ်နော်အဲ့မှာရေတွေကဖြတ်သွားပြီးအရေထဲမှာရှိအောက်ဆီဂျင်နဲ့ဒီထဲနီနေတဲ့ဟာအဲ့မှာ blood vessel တွေနဲ့သူက gas exchange လုပ်တယ်ဟုတ်နော် fin စရာမျိုးစုံရှိတယ်ဒီပေါ်ဘက်မှာလေ dorsal fins ပေါ့ဒါကကြောရုပ်ပဲရှိတာဆို dorsal လို့ခေါ်တာပေါ့နော် ပြောင်းဖက်က pelvic fin ရှိမယ် inner fins ကိုနောက် quarter fins နော်သူရဒါရန်ရှိမယ်ကိုသူရေးချေပြီးတယ်ပေါ့ဟုတ်နော်နောက်တစ်ခါသွားပါလဲဆို point kilothermits အော် point kilothermits ဆိုတာကျလူက environment ပေါ့နော် surrounding temperature နဲ့ light brown temperature ပြောင်းနိုင်တယ်ဟုတ်နော် temperature ပြောင်းနိုင်နေ cold blooded animals လို့လဲခေါ် ော့ဗျာဒါ fish အောင်မှာ group က bony and cartilaginous fish တိအကြောင်း example တူပေးထားတယ်အဲ့တော့သူက5 kg thermic ဒါ cold blooded သူရဲ့ body temperature ကအပြင်ဘက်ကအေးရင်အပြင်ဘက်က body temperature အတိုင်းလိုက်အေးအော်လူအားကြတော့ homeothermic ပေါ့ one blooded animal အပြင်ဘက်ကအေးပေမဲ့ zero ဒီ zero ရဲ့ body temperature ပေါ့ 37° centigrade ကိုအတက်နိုင်ဆုံးသူကဘာဖြစ်လဲဆိုတော့ပြန်ပြီးတော့မှ maintain လုပ်ဖို့ကြိုးစားတယ် တော့နော်သူ့ body temperature နဲ့သူရှိတယ်။ဟောအပြင်အရင်အေးတိုင်း body ကလိုက်အေးတာမျိုးမဟုတ်ဘူးပေါ့။အဲ့တော့ကျတော့ဒီဘက်မှာ one blooded animals အောက်မှာ mammal စီပါမယ်လူတွေပါမယ် bird စီပါမယ်နော် one blooded အောက်မှာဓမြပြေ homeothermic အောက်မှာ mammals နဲ့ bird စီပါမယ် cold blooded အောက်မှာ reptiles စီ amphibian စီ fish တွေပါမယ်ပေါ့ဟုတ်နော်ပြီးရင်ခါကြောင့်သူ amphibian စီ amphibian စွာ dragon ကိုအသိပေးရတယ် ဒီကောင်စံဖီစာနှစ်ခုပေါ့ဒီကောင်ကရေမာနေနိုင်တယ်ကုန်းမာနေနိုင်တယ်နှစ်ခုစလုံးအော်ဆိုတော့ရေရောနေရောကုန်းမမာနေနိုင်တယ်ဆိုတော့ဖားလေးတွေတွေ့ဘူးလိမ့်မယ်ဟုတ်နော်အဲ့တော့တချို့အဲတချို့အကောင်လေးတွေလည်းတော့ဗာလဲဆိုရေထဲမှာလည်းနေနိုင်တယ်ပေါ့ဟုတ်နော်ဟောကုန်းမမာလည်းနေနိုင်တယ်အဲ့တော့အဲ့ခါမှာ vertebrate with the moist scaleless skin အော်ဆိုတော့ဖားလေးတွေကိုမျက်စိထဲမှာမြင်အောင်ကြည့်တာပုတ်တင်ဆိုလို့ရှိရင်တို့မှာ အဲငါလိုမျိုးအခြေကိုလည်းမပါအောင်နိဟုတ်နော်အဲ့လိုမျိုး scale less gain ပြီးတော့သူကစွတ်စွတ်နေဟုတ်နော် moist ဖြစ်တယ်နော်ဒီဘက်ကဖားလေးတွေဆိုလဲသူတို့ရဲ့အရေးပြားတွေကစွတ်စွတ်တယ်အဲအရေးကိုမပါဘူး larva has scales and adult has lens နော် larva has scales and adult has lens အကြည့်အောင်နော်ဒီဖားလေးတွေကဒါကကျွန်တော်ပါလေးဆိုရင်ဒီမှာပြောခဲ့ metamorphosis ုတ်နော်ပုံပန်းသက်တမ်းတစ်ဖြည်းဖြည်းပြောင်းလဲမှုဖြစ်စဉ်ဖြစ်တယ်အဲ့တော့ဒီရေထဲမှာသူကရေထဲမှာ XCU ရေပေါ့ဟုတ်နော် XCU ရေပြီးအခါကျတော့ဒီဘက်ကအမေက spam နဲ့ fertilization ဖြစ်တယ်ဖြစ်ပြီးသွားရင်လာပါလေးတွေတက်ပိုးလေးတွေပေါ့တက်ပိုးလေးတွေရေထဲမှာနေလေအဓာတ်ဖြစ်ဖို့ metamorphosis ဖြစ်တယ်ဆိုတာကြည့်လား အတမဖက်တလိုက်အက်ဖြစ်တယ်။ပြီးရနေပြောမှာတော့ embryo ဖြစ်ပြော hash ဖြစ်ပြောတဖြည်းဖြည်းပုံတံပြောင်းလာလိုက်တာ adult frog ဖြစ်ပြီးရောက်တယ်။ But one of the stage starts to be like a dead pupa early stage. ဟောဆိုကအဲဖားပိုင်းငါးပိုင်းလို့လဲခေါ်ကြတယ်။ ဟုတ်နော်အဲ့ခါကျတော့ရှေ့ပိုင်းလေးကငားလို့လို့ငားလို့နောက်ပိုင်းကတော့ငားလို့ပဲအမှုလေးကြီးရှိနေတယ်ပေါ့ဟုတ်နော်ဟောအဲ့လိုအခြေအနေမှာတော့ဘလို့အသက်ရှူမင်းဆိုရင် gas နဲ့အသက်ရှူရေပေါ့ဟုတ်နော်ငားလေးလို့ပဲ gas နဲ့အသက်ရှူအဲ့မှာတစ်စင်သူကတစ်ပြေးပြေးပုံပြောင်းလာလိုက်တာဒီနောက်ဖက်မှာရှိတဲ့ငားအမီးကတစ်ပြေးပြေးပျောက်ွယ်သွားရင်ဒီဘက်ဘေးတွေပျောက်သွားရင်ဒီအမီးလည်းပျောက်သွားပြီးတော့ဒီအမီးလုံးဝပျောက်သွားတော့နောက်ဆုံးမှာ adapt frog ပျောက်သွား ော်သူကဒီတက်ပူပေါ်မှာတော့အသက်ရှူတာက gains နဲ့အသက်ရှူအတန်း frogs ရောက်တဲ့အချိန်မှာသူမှ land ချီဟုတ်နော် lands နဲ့အသက်ရှူမယ်ပေါ့ဒီမှာ frogs မှာသူလို land ချီအော်သူဒီ lands နဲ့အသက်ရှူမယ်ပါဇက်ကိုဖွင့်လိုက်ပိတ်လိုက်နေပေါ့ lands ကိုဖောင်းလိုက်ပိတ်လိုက်နေအသက်ရှူမယ်နောက်ဘာလို့လို့ညလေးဆို frogs ကြီးက skin ကနေပြောင်းလဲအသက်ရှူလိုက်တော့အသက်ရှူပုံရှူနေ ိုင်းမှာ lens gaze နဲ့လည်းအသက်ရှူနိုင်တယ် lens နဲ့လည်းအသက်ရှူနိုင်တယ် skin နဲ့လည်းအသက်ရှူနိုင်ရပေါ့အော်ဒီလိုမျိုးပြောင်းလဲမှုဖြစ်စဉ်ကို metamorphosis လို့ခေါ်တယ်ဟုတ်နော်အော်ဒီမှာ tadpole မှာ lives in the water metamorphosis into the adult ပေါ့အဒပ်ကတော့ကုန်းပေါ်မှာလည်းနေမယ်သူကြီးတဲ့စင်ကြယ်လေးစိတ်မယ်ပေါ့ဟုတ်နော် frog sea not sea salamander sea ရှိမယ်ပေါ့ဟုတ်နော် မတူကပွိုက်ကီလိုတာမစ်အဲဆရုံးကပိုမီယိုတာမစ်ကမမ်မန့်စ်နဲ့ပါမယ်တော့ပိုမီယိုတာမစ်ဒီမမ်မန့်စ်နဲ့ပါစေနော်ဂျန်နာကကိုဗလက်တဲ့ဖိုက်ကီလိုတာမစ်ဖြစ်တယ်ရက်ပတိုင်းစ်အမ်ဖီဘီယန်စ်ဖစ်ချ်တီပေါ့ဟုတ်နော်โอเคအဲ့အရာပြီးရဲ့အခါကျတော့ reptile စီအကြောင်းပြောမယ်။တွားတွားတရဝါလေးပေါ့ပမာလို့ခေါ်နော်။တွားတွားတရဝါလေးကမျက်စိထဲမှာမြင်အောင်ကြီးမွေရှိမင်းနောက်ကကျတော့ချက်လေးကလေးရှိမယ်ပေါ့။ကိုပောင်းကျင်မှာမြင်မှုလားဆို တော့သူကမွေပေါ့မွေတွေဆိုသူတို့ဘာတွေ့လဲဆိုမွေကအဲအခြေခွန်ပါတယ်ပေါ့ဟုတ်နော်မွေရဲ့အပေါ်မှာအခြေခွန်ပါဒီလိုမျိုးအခြေခွန်လေးပါတယ်အဲ့တော့အဲ့မှာသူက scaly skin sama limbless အော်ဒီ reptiles အကုန်လုံးက6တော့ပါတော့မဟုတ်ဝေဆို6တော့မပါဘူးနော်ဒါမဲ့ cellular ရဲ့အတရားလက်တီဓာတ်တလေးတွေဆိုရင်6တော့တွေ့ပါအဲ့တော့တချို့ကြီးကတော့ limbless lens present 1 kg ဖြစ်တယ်အဲ့တော့ cellular lens ကဘယ်နာမှလဲ ဒီမှာမွေးမှာဆိုဒီမှာ hat ပြီเนาะအမိယောင်ကသူ့ကြောလေးလေးပြထားရင်ဒီမှာ lens ရှိเนาะအော်ဒီဘက်ကတပ်တက်လေးမှာဒီမှာ lens ရှိเนาะဒီမှာသူ့မှာ lens ရှိအော်ဒါကတော့အစမ်းစားရဲ့ lens ဆောင်ပေါ့ဒီမှာနှလုံးခုန်နေရှိဟုတ်နော်အော်သူတို့ကလည်း5 kg စာမဲ့ဖြစ်တယ်အော်ဒီကလေးမွေးရဲ့အချိန်မှာဘတ်ပေါ့နော်မွေးရဲ့အချိန်မှာဥဥရာရှိတယ်တကယ်တမ်းက reptile စီကဥမှုဥရာလည်းရှိအကောင်လိုက်မွေးရလည်းရှိဟုတ်နော် တော့ example ကဒီဘက်မှာ lizards ပေါ့ဟုတ်နော် lizards စီ snakes စီ turtles စီပေါ့ဟုတ်နော်အိမ်မှာရှိတဲ့အိမ်မြောင်ကြီးတွေလေအဲဒီဘက်မှာကျွန်တော်ရှိပြီနော်ဒီမှာမွေးတဲ့အခါကြားတဲ့အခါကြတော့အဲဓမ္မဆိုရင်လက်ကလေးတွေကလက်ဥလေးပေါ့နော်လက်ဥကနေပေါ့လက်အကောင်လိုက်ကလေးတွေပေါ့မွေရကြတော့လေဥကနေပေါ့မွေပေါက်တာလေရှိသလို ဒီမွေရနေပါဖြစ်အကောင်တိုင်းမွေရလည်းရှိအမမွေဝေးလို့ဟာမျိုးမွေဝေးလို့ဟာမျိုးဆိုအကောင်တိုင်းခလူတွေမွေရှိဟုတ်နော်အဲ့တော့ဇေရုကဒါဥဟာလေးပေါ်မှာပေါက်တာရှိတယ်အဲ့တော့ဇေရုကအဲ့တော့သူကအကောင်ဒီခလေးလေးတွေမွေးရဲ့အခါကျရင်ဥကနေပြီးတော့မှအကောင်ပေါက်တာရှိမယ်ကျုပ်ကနေချက်ကလေးလေးပေါက်လာရှိမယ်ဒါမှမဟုတ်ဒီအမေရဲ့ခန္ဓာကိုယ်ထဲမှာတိမ်ထဲမှာဒီခလေးလေးတဖြည်းဖြည်းကြီးလာပြီးတော့မှ မွေးလာတဲ့အကောင်လိုက်မွေးရပေါ့လူလူမျိုးပေါ့ဟုတ်နော်တော့မမ်မန်စီတိုင်းထပ်ပေါ့ပုံမီးပြဟုတ်နော်ဟာဘီရဲ့ခါကြောင့်ဖက်ကလေးတွေအကြောင်းအဘတ်စလီတွေအပဝင်းကျင်မှာဗာကလေးတွေမြုံမှုနေကြီးကန်းလေးတွေမြုံမှုနေဟုတ်နော်သူတို့မှာဖေသာစီပါတယ်မွေးတောင်းပြီးပါတယ်ဘီရဲ့ခါကြောင့်ဘစ်နှုတ်သီးတွေပါမယ်ပေါ့ဟုတ်နော် အဲ့တော့သူတို့မှာ6လောက်တည်းလက်တယ်။အော်6လောက်ရှိတာတွေ့လက်ကပါလဲဆိုတော့သူတို့ရဲ့တောင်မန်နေရသူတို့အတွက်လက်ပဲပေါ့ဟုတ်နော် four limbs စီက wing စီဖြစ်တယ်ပြန်ဖို့အတွက်အော်ငှက်တွေအကုန်လုံးပြန်နိုင်သလားဆိုတော့မဟုတ်ဘူးဟုတ်နော်အဲ့လိုမျိုးပုံတန်တန်နေရှိမိမယ်မပြန်နိုင်တဲ့ငှက်ကလေးတွေလည်းရှိရပေါ့ဟုတ်နော်ဒီငှက်တွေမှာလမ်းစီရှိရဲ့အသက်ရှူဖို့အတွက် homeostasis ဖြစ်တယ်ဟုတ်နော်ဒီငှက်တွေကတော့ဥဥပြီးတော့မှအဲ့ hard shell အဲ့ ဥရဲ့အကာပေါက်သွားပြီးလေငကလေးဖြစ်လာတယ်ပေါ့ဟုတ်နော်နောက်တစ်ပတ်က four limbs စေတာဒါတောင်မှန်လေးတွေဖြစ်သွားတယ်ဟုတ်နော်နောက်ဒီမှာဆိုရင်ငှက်ရဲ့ big စီမင်းဒီကနေ from ဆိုပါရှိမလို့ဒီမှာဆိုရင် bone cans ဒီမှာ lens ရှိ lens နဲ့ attach အတား lens only မဟုတ်လေးပေါ်မှာပြန်မှုအတွက်ကို lens မှာရှိလေးပေါ့နော်အဲ့ဒါတကူဒီဘက်ဘေးမှာဘာရှိလဲဆိုတော့သူ့မှာ air sac တွေရှိလေး8တွေရှိတယ်ဟုတ်နော်လေး8တွေရှိတယ် ဒါတော့ကျေဟိုငှက်အကောင်ကြီးကြီးဥဟန်ကြီးတော့ပေါက်လာပေါ့။တော့မြို့ဥဟန်ကြီးပေါက်လာတော့အမွေးကြီးအတောင်ကြီးမစုံသေးဘူး။အေးပြားလေးတွေကလည်းပျော့ပျော့လေးကြီးတဖြည်းဖြည်းအပြင်ကိုရောက်ပြီးတော့မှတဖြည်းဖြည်းမာလာမင်းမာလာပြီးတော့တောင်မင်းကြီးထွက်လာမယ်ပေါ့။ဟုတ်နော်။နောက်ထပ်တစ်ခုမှာလဲဆိုမမ်မောစ်ပေါ့မမ်မောစ်ကတော့သူလူကိုယ်တိုင်ကမမ်မောစ်ဖြစ်တဲ့အတွက်ကြောင့်မဆိုနှိဆက်တယ်။နောက်တစ်ခု vertebrate with the hands အော်သူတို့မှာအမွှေးကြီးရှိလားဆိုတော့ရှိတယ်ဒါပေမဲ့တူတူတိတိလေးလေးပဲ ဟုတ်နော်ဒါပေမဲ့တချို့မမန်စီကအမွေးတွေအများကြီးပဲပေါ့ဟောဒီမှာမမန်စီရဲ့အောင်မှာ one blooded homeothermy ဖြစ်တယ်။ဟောဒီမှာစင်သေးတွေရှိမေဟုတ်နော်အဲစင်သေးရှိမေဒီမှာဆိုရင် primate စီဟော primate စီကဒီမမန်စီမှာမှာတော့ higher animal စဲမှာပါအောင်ပေါ့ဟုတ်နော်ဟောဒီမှာအမွေးထူကြီးရှိအောင်အမွေးမပါတဲ့မမန်စောရှိလို့ဆိုဒီမွေးစိတ်ပါရောဒီမှာအမွေး မပေါင်းပေါ့နော်ဒါလေးတွေဆိုတော့ဒီမှာအမွေးပေါင်းဟုတ်နော်အဲ့တော့ have different types of the tip အကိုသွားတွေကိုပြန်ကြည့်လိုက်ကိုသွားတွေကိုပြန်ကြည့်လိုက်ရင်ဒါကတော့ခုနမမဖြစ်တဲ့အတွက်ကြောင့်မျိုးတွေပါမယ်ပြီးတော့သူတို့မှာ breast တွေပါမယ်ပေါ့ဟုတ်နော်အဲ့ဒါနဲ့ဒီကလေးလေးတွေကို note တက်နေပေါ့ဟုတ်နော်အကိုဘာကိုပစံဟာပြီးကြည့်လိုက်ရင်သွားပုံတဲ့မျိုးစုံတွေ့လိမ့်မယ်ဒီရှေ့နှစ်ခုပေါ့ရှေ့တက်တဲ့ကသွားရခက်ပြားပြားအကြီးရှိ ဟုတ်နော်ခပြပြပြအကြီးရှိနေတယ်အဲ့ဒါဒီစရုပ်ပါတော့ဒီမှာဒီနာမှာစရုပ်ပြထားဒီမှာနော်ဒီဟာက insights ာဒီလိုမျိုးပြပြ ਈ ပေါ့သူ့ဘီနာမှာချွန်ချွန်ထက်ထက်သွားလေးတွေရှိဟုတ်နော်အဲ့ဒါကဒီနိုင်လို့ခေါ်ဟုတ်နော်အကေနိုင်ရဲ့နောက်ဖက်မှာခက်သူကပြက်ကြီးကြီးနဲ့အဲ့လိုမျိုးပြက်ကြီးကြီးနဲ့ pre molar လို့ခေါ်တယ်။နောက်ဖက်ဖက်အဒီဘက်ကပါရောအန်သွားကြီးပေါ့ molar လို့ခေါ်တယ်။ တော့နော်။အဲတွားမျိုးစုံရှိ။အဲလို့အဲ့ဒါဆိုရင်လူဘောလူပဲတွားရှိရမှာဆိုမဟုတ်ဘူး။ငားလည်းတကယ်လည်းရှားကြည့်။ငားတွေမှာလည်းဝေးစီပေါ့။တို့ကမမစဲမှာပါတော့တွားပါတဲ့ဟာလည်းရှိရဲ့တွားမပါတဲ့ဟာလည်းရှိတယ်။ဟုတ်နော်။အော်ဓမ္မသွားတွေရှိရပေါ့။သူတို့ရဲ့ဖြစ်စဉ်ရနောက်ပိုင်းမှာသွားတွေကသူတို့အတွက်အရင်မလို့ဒါတွေပြုတ်ထွက်သွားပြီးတော့အဲဓမ္မဘယ်လင်းလို့ခေါ်တဲ့ဒီလိုမျိုးအဲ ဟာပေါ့အမြင်အပြားကြီးတွေရှိတယ်။အမှန်တော့သူက filter လောက်တာပဲဒီကံ။ဟုတ်နော်ရေထဲမှာပါတဲ့အမိုက်တွေပါတယ်ကို filter လောက်ပြီးရပေါ့။ဟုတ်နော်။အဲ့တော့ဒီမှာသွားအမျိုးမျိုးရှိမယ်။အင်ဆိုင်စာကြီး K9, premolar, submolar ရှိ။အဲ့တော့သူကမှ lens တွေရှိတယ် diaphragm တွေရှိတယ်ပေါ့။ဟုတ်နော်။နောက် homeothermics, placenta ရှိတယ်။အခုနလို့တိုက်တဲ့ဟာသူပြောပြီးသွားပြီနော်ကက်စီဒေါစီအဲ့တော့လန်စီတန်ဖရန်လီကြီးကြည့်အောင်ဟုတ်နော် ော်ဓမ္မဆိုရင်ကျလူကံကျလူရဲ့ရင်ဘတ်ပေါ့ဟုတ်နော်ရင်ဘတ်အဲ့တော့ chest လို့ခေါ်တယ်ဟုတ်နော်ရင်ခေါင်းလို့လည်းပြောရဲပေါ့ဒီပေါ်ဘက်က chest မှာဘာရှိလဲဆိုလမ်းချိမယ်သူပြီးနာမှာ heart ချိတယ်ပေါ့အဲ့တော့အပေါ်ဘက်ကလမ်းစေ heart ကြီးကိုအောက်ဘက်ကအဆိုင်ဦးလမ်းချောင်းပေါ့အဆိုင်ရှိမယ် stomach ပေါ့ဟုတ်နော်ဒီမှာ intestine နေမှာ large intestine ဥမာကြီး small intestine လည်းပေါ့အပေါ်နဲ့အောက်နဲ့ချာမှာတအခန်းကန့်ထား အခန်းကန်ထားတဲ့နိုင်ရန်ကာပေးတဲ့ walk diaphragm လို့ခေါ်တဲ့ပမာဆယ်နဲ့လောက်ထားရပေါ့ဟုတ်နော်အဲ့တော့သူကအမမကြီးအခန်းလိုမျိုးလှုပ်လို့မရအောင်ပုံအပေါ်တက်လိုက်အောက်ကိုဆင်းလိုက်နဲ့သူလှုပ်ပေးနိုင်လို့ဒီချိန်မှာ diaphragm ရှိမှာဟုတ်နော်ဒါရှိမှာပြောခဲ့တယ်ဟာအဲ့ပြီးရဲ့အခါကျတော့သူကဒီမမစီကအကောင်လိုက်မွေးရပါဘောနော်အကောင်လိုက်မွေးရခါကျတော့အမေဖြစ်တဲ့ဘိုက်ထဲမှာပေါ့ဒါကလူဆိုတော့ သူ့ရဲ့ဘိုက်ထဲမှာဒါပေါ့ uterus ပေါ့တိမ်ထဲမှာတိမ်ထဲမှာကလေးလေးကတဖြည်းဖြည်းကြီးလာတော့နော်ဓမ္မဆိုလဲစင်းရဲ့အတွင်းထဲမှာစင်ကောင်းတိတိလေးကတဖြည်းဖြည်းကြီးလာကြီးလာတဲ့အခါကျတော့ဒီကလေးလေးကြီးထွားဖို့အတွက်အစာအာဟာရတွေလိုမယ်ကလေးလေးကဆုံထုတ်တဲ့အညစ်ကြေးတွေကိုပြန်ထုတ်ဖြစ်ဖို့လေအဲ့ခါမှာကလေးလေးကိုစာဟာရီပီဘူကလေးလေးရှိရအညစ်ကြေးတွေကိုပြန်စွန့်ထုတ်ဖို့အတွက်ဗာနဲ့ဆက်ထားလဲဆိုရင်ဒီ တအိမ်ရဲ့နေရမှာအပြားလိုက်ကြည့်ချိန်ရက placenta ဆောင်ရှိရဲ့အိမ်ရနေတော့ကလေးရဲ့အချက်ပေါ့ intermin umbilicus ချက်နဲ့ blood vessel နဲ့ဆက်ထား umbilical cord ရှိဟုတ်နော်။အော်ကလေးမွေးတဲ့အခါကျတော့ဒီ cord ကြီးဖြတ်ချလိုက်တာပေါ့ဟုတ်နော်။ကလေးလေးကဒီအပေါက်ကနေထွက်လာလိမ့်မယ်။အဲ့လိုပဲလူလိုပဲဒီဘက်က elephants မှာလည်းဖြစ်နေဆိုတော့အထဲမှာစင်ကောင်လေးရှိတယ်သူ့မှာလည်းဒီမှာ placenta ရှိမယ်ဒီနားမှာကျတော့ umbilical cord နဲ့အတူချက်မှာ ဆက်ထားနေပေါ့ဟုတ်နော်။ဟောဆရာကဒီ vertebrate စီအကြောင်းကိုအင်းဒီနေ့သင်ခန်းစာမှာဇနစ်အတူလေ့လာကြည့်ကြမယ်။ဟုတ်နော်။အော်ကျွန်တော်ရဲ့ပမာပြမာရှိတဲ့တခြားသောအဲ grade 10 biology ကိုလေ့လာနေတဲ့ကျောင်းသားတွေအတွက်ဒီ channel ကို like and share လုပ်ပေးကြပါ။ So sharing is caring ပေါ့နော်။အော်ကျွန်တော်နောက်ထပ်သင်ခန်းစာများမှာပြန်လည်ဆုံတွေ့ကြပါမယ်ဆိုနော်။